ီဗီဒီယိုတွေကအခွန်ခွာ၁၄လုံးရှိအောင်နဲ့တင်းငယ်တဲ့အသီးတွေဥတွေမှန်သမျှအလုပ်အခွန်ခွာပြီးလို့ရတာဆိုတော့အရင်မိုက်တယ်ပဲနော်ခုလိုနာမည်အရင်ကြီးနေလို့ဂျင်းဟုတ်မဟုတ်ဆန်းကြည့်ပါမယ်နော်ဘာပစ္စည်းလေးရောက်လာပြီဆိုတော့ဆဖတ်ကြည့်လိုက်ရအောင်နော်ဒီနေ့မှာတော့သင်ကကာဝူဒီစိတ်တွေဝင်လာပါတယ်ရှင့်သူ့ကြတော့ဘက်ငွေအနီအောင်ရွှေရကြော်လာတော့ပေးရတာပေါ့နော် quality ကတော့ဘလို့လာမလဲတူတူကြည့်လိုက်ရအောင်နော်အထဲမှာဘာပစ္စည်းလေးတွေကတော့တော်တော်စုံပါတယ်ရှင့်တစ်ချက်လောက်ဆက်စုကြည့်လိုက်ရအောင်နော်ဒါလေးကတော့မော်တာအတုံးလေးပါရှင့်အဓိကပေါ့နော်အပေါ်မှာခလုတ်နှစ်ခုပါမယ်ဘေးမှာကြတော့အာသွင်းနဲ့အပေါက်လေးပေါ့နော်အဖုံဖွင့်ပိတ်လေးနဲ့ပါမယ်ဒီခလုတ်ကကြတော့အခွန်ခွာတာနဲ့အသီးထွက်တဲ့ဟာဆိုပြီးတော့နှမျိုးပေါ့နော်ဒါလေးကကြတော့အသီးတွေဘာတွေလဲတဲ့ခါကျရင်ပို့ပြီးတော့အဆင်ပြေလောင်လို့ထည့်ပေးရတဲ့ ဟာလေးပေါ့နော်ပြီးသွားတာနဲ့ဒလပန်ကလေးပါမယ်ရှင်ဒါဓာသွားငါခုပေါ့နော်အတော်လေးကိုထပ်တော့တတိထားပေးရပါမယ်ရှင်ပြီးသွားတာနဲ့သူကကြတော့ဒီအတီထွက်တဲ့နေရာတွေကပေါ့နော်အဖုံထည့်ပေးရတဲ့ဟာလေးလိုအပ်လို့ထည့်ရပါမယ်ပေါ့နော်ပြီးသွားတာနဲ့ဒါဆစောပြောရတဲ့အတိုင်းပဲသူလည်းအန်ဝင်ခွင့်ကြကလပ်ဆိုပြီးတော့ထည့်ပြီးမှသုံးရပါမယ်ရှင်ပြီးသွားတာနဲ့အဖုံလည်းအဲ့လိုမျိုးပဲအန်ဝင်ခွင့်ကြထည့်ပေးရမှာပဲပြီးတာနဲ့အာသွင်းကြွားပေါ့နော်တော်တော်တော့တူတဲ့အထဲပါပါတယ်ရှင်ပြီးတာနဲ့ဒီကမဖက်ဖြစ်တဲ့အညွန်းစာအုပ်လေးပါပါတယ်အဲ့ဒါဆိုရင်တော့သင်ကစေကြောပြီးွားပြီးဆိုတော့စထည့်ပါမယ်ပေါ့နော်ဒါလက်ပံကအရင်ထည့်မယ်ပြီးသွားတာနဲ့ဒီကအတီထွက်တဲ့ အပေါအဖုံလေးထည့်မယ်ပြီးတာနဲ့ဒီဘေးကလဲလို့ပို့အဆင်ပြေအောင်လို့သူ့ရဲ့အံဝင်ခွင်ကြားထည့်ပေးရတာအကန့်နေပေါ့နော်ပြီးသွားတဲ့နဲ့အဖုံကိုလည်း အဝင်ခွင့်ကြဖြစ်အောင်အပေါက်နဲ့တက်အောင်ထည့်ပေးရမယ်နော်ပြီးတော့တန်သူ့ရဲ့မော်တာဒုံးကိုလည်းအပေါက်နဲ့ညီအောင်ထည့်ပြီးတော့စတုံလို့ရပါပြီဒီနေ့အခွန်ခွာပြမယ့်အသေးသေးကတော့စပစ်ဒီခန်းချင်းဒီကျွတ်သွင်းဖြူပဲဖြစ်ပါတယ်အရင်ဆုံးအနေနဲ့စပစ်ဒီလေးစပြီးတော့လုတ်ပြရမှာပေါ့နော်သူ့ကိုတလုံးချင်းစီခွာလိုက်မယ်ပြီးတော့လည်းစက်တွေမှအကလုံးထည့်လိုက်မှာပေါ့နော်ဒီနေရာမှာအသီးထွက်တဲ့အပေါက်ကနေစပစ်ဒီတွေမထွက်ဘူးလားဆိုတော့လုံးဝမထွက်ဘူးနော်သူကကာထားပေးတဲ့ဒီအကန့်လေးအပြပြလေးကရှိနေတဲ့တော့ပေါ့နော်လုံးဝမထွက်ဘူးရှင့်အဲ့ဒါဆိုရင်တော့အဖုံအုပ်လိုက်မှာပေါ့နော်သူများပြထားတဲ့အတိုင်းပေါ့နော်ဒီအပေါက်လေးကိုအဝင်ခွင့်ကြထည့်မယ်ပြီးတော့လည်းမော်တာထည့်ပြီးတော့လည်းစပြီးတော့ကြိတ်လို့ရပါပြီရှင့်ခလုတ်မမားနဲ့တော့အသီးထွက် ွက်တာနဲ့အခွန်ခွာတာနဲ့ကိုမားမဆိုလို့တတိပေးတာပါရှင်အဲဒါဆိုရင်အခွန်ခွာတဲ့ခလုံးနဲ့နဲ့တစ်ချက်လေးပဲပေါ့နော် second ဘိုင်းအတွင်းကိုပဲဒီရအခွန်လေးတာလုံးဝပျောင်သွားတယ်နော်အဲဒါပြီးတာနဲ့အတီထွက်တဲ့ခလုံးလေးကိုနှိပ်လိုက်မယ်ဆိုတာနဲ့ proof ကနေပေါ့နော် အကလုံးကထွက်လာပြီပေါ့နော်ဒီမှာကြီးလိုက်ပါရှင့်အသီးလေးတွေပေါ့နော်လုံးဝပြောင်ကြော့ရှင်မပေါ့နော်ချို့တွေကစပစ်ဒီအခွန်ကိုမစားချင်လို့ဆိုပြီးတော့တကူတကလက်နှက်ခွာနေရတာအချိန်နေအရန်ကြတော့ပေါ့နော်ခုလိုဆက်မျိုးတလုံးရှိတော့လည်းမစိုးလို့ပြောအောင်ပေါ့နော်အခွန်မပါဘဲနဲ့စားတော့ပို့ပြီးတော့ချို့ပြီးတော့အရသာပို့ရှိတယ်ပေါ့နော်ဒါလေးကတော့ခွာပြီးသားအခွန်လေးတွေကြီးလိုက်ပါအောင်နော်ခုဆိုရင်တော့နောက်ထပ်တစ်မျိုးပေါ့နော်ခရမ်းရှင်သီးလေးခွာပြရင်ပေါ့နော်သူကကြတော့လေအလုံးသေးတဲ့ဟာတွေပေါ့နော်ဥတွေအသီးတွေမှန်သမျှအကလုံးခွာလို့ရတယ်ဆိုတော့မစိုးလို့ပြောအောင်ပေါ့နော်ဒီနေ့မှကြတော့တစဉ်ကကို့အိမ်မှာရှိတဲ့ဟာလေးတွေနဲ့ပဲခွာပြလိုက်တယ်ပေါ့နော်အဲ့ဒါဆိုရင်တော့ခရမ်းရှင်သီးလေးစခွာပါမယ် ခွန်ခွာတဲ့ခလုံးနှိပ်လိုက်တယ်ကြည့်လိုက်ပါဦးနော်မျက်လုံးရှေ့မှာပေါ့နော်တွေ့နေရတိုင်းတစ်ချက်လေးပဲပေါ့နော်အဲ့လိုမျိုးလုံးဝမကြဘူးရှင်အခွန်လေးတရားကွာသွားပြီးတော့စားရတဲ့ပိုအဆင်ပြေပေါ့နော်ဒါကကြောက်တော့လေခရမ်းချင်သေးလာချင်နီလို့ခေါ်တော့ပေါ့နော်ဒီဘက်မှာမြန်မာလိုဘလို့ခေါ်လာတော့မသိသူလဲအခွန်ခွာစားကြတဲ့တချို့တွေကလေခုဆိုရင်တော့တော်တော်လေးအဆင်ပြေသွားပြီပေါ့နော်ကြည့်လိုက်ပါဦးနော်စားရတဲ့ခါကျရင်လေအခွန်မပါတော့လေလုံးဝပါဇက်ရမှာပေါ့နော်ပို့ပြီးတော့စားကောင်းတယ်အဲ့လိုမျိုးခံစားရပါတယ်ရှင်ကြည့်လိုက်နော်အခွန်ခွာတာနဲ့မခွာခတာနဲ့တော်တော်လေးတိတာပါတယ်နော်နောက်ဆုံးအနေနဲ့ကတော့ကြက်သွင်ဖြူဥကြည်ကြီးကိုကြိတ်ပြမယ်ပေါ့နော်ဒီနေရာမှာတစဉ်ကအမွာလိုက်မထွေး ွေထည့်ပဲနော်ဗောနော်အလုံးကြီးလိုက်ပြစ်ထည့်လိုက်အောင်ဗောနော်အဲ့ဒါကြိတ်လို့အဆင်ပြေမပြေအတူတူကြီးလိုက်ရအောင်နော်ဒီမှာလေးပါနော်အဲ့ဒါဆိုရင်နော်စပြီးတော့ခလုံးနေလိုက်ပါပြီဗောနော်သူဓာသွားတော့သွားနေတာဗောနော်ကြီးလိုက်ပါအောင်ဒါပေမဲ့ထွက်လာတော့အဆင်မပြေဘူးဗောနော်ဘာလို့လဲဆိုတော့အပြင်ပိုင်းမဲ့သူကကွာသွားတာတမွာချင်းစီသူမခွဲထွက်ပေးဘူးဗောနော်အဲ့ဒါကြောင့်မို့သူစင်ကတမွာချင်းစီကိုပြန်ပြီးတော့ခြွေထည့်လိုက်တယ်ပြီးမှပဲထပ်ပြီးတော့ကြိတ်မှာဗောနော်စက်ကွန်ဖြူကကြတော့လေသူအမောက်ကျွေတယ်ဗောနော်ပုံမှန်ဆိုရင်အသီးထွက်တဲ့အပေါက်ကနေအခွန်ကထွက်မလာဘူးရှင် ်ဒါပေမဲ့စစ်သွင်ဖြူရဲ့အခွန်တွေကကျတော့ပော့တယ်လို့ထင်တော့ဘာလို့သစင်းကပော့ပါတော့လေသူအပြန်နေထွက်လာတွေ့တော့ဟုတ်ဒီမှာအမွားမွားမွားလေးတဲ့အမုံလေးတွေထွက်လာတယ်သစင်းနေနဲ့ပြောမဆိုရင်လည်းအရင်ဆိုရက်ထဲတော့မပါဘူးဗောနော်အပြန်အခွန်ကြတာလောက်ပဲပြန်ကောက်ထုတ်လို့ရတယ်လေနော်ဒီမှာဆိုကြည့်လိုက်ပါနော်အခွန်တခြားအသားတခြားဗောနော်တော်တော်လေးအဆင်ပြေတဲ့ထဲဖြစ်တယ်ဗောနော်ခုဆိုရင်သစင်းအခွန်ကောက်ထုတ်လိုက်ပြီဆိုရင်ကြည့်လိုက်ပါနော်အသားရွေးကျန်တယ်ဒါပေမဲ့လေစစ်သွင်ဖြူကကျတော့လေသူအသားလေးနည်းနည်းဆာဝါတယ်လို့ခံစားရတာဗောနော်အရင်တော့အများကြီးတော့မဟုတ်ပါဘူးရှင်ဒီမှာဆိုကြည့်လိုက်ပါနော်အခွန်တွေမှပလဲပလားနေရောဗောနော်အသီးအလုံးသေးလေးတွေဥသေးလေး းတွေကြိုက်တဲ့ခါကျရင်တော့လေဒီအခွန်တွေကပေါ့နော်ခုကျက်သွန်ဖြူကြိုက်တယ်လို့မျိုးတော့လေမပလဲပလာဘူးပေါ့နော်သစင်းအနေနဲ့ပြောမယ်ဆိုရင်ဒီဆက်လေးကပေးရတဲ့ဈေးနဲ့တက်ပြီးတော့အရန်ဆင်ပြေပါတယ်ရှင့်ဟေးဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပေါ့ပေါ့နော်ဒီမှာတော့အခွန်ခွာဆက်လေးကိုစံပြလိုက်ယူပေါ့နော်လုံးဝခြင်းမဟုတ်ပါဘူးเนาะတွေးတဲ့အတိုင်းပဲအဆင်ပြေပါတယ်ရှင့်သစင်းဗီဒီယိုလေးကိုအဆုံးတိကျပေးကြတဲ့အတွက်အားလုံးထူပဲကျေးဇူးတင်ပါတယ်ရှင့်နောက်ဗီဒီယိုမှာပဲသစင်ကဗာလေးတွေချက်ပြုတ်ပြီးတော့ဗာလေးတွေစားပြစံပြမလဲဆိုတာကြည့်ရှုပါကြပါအောင်เนาะအားလုံးနှုတ်ဆက်လိုက်ပါတယ်တတ